အမေရိကန်တရားရေးဌာနဟာကမ္ဘောဒီးယားအခြေစိုက်နိုင်ငံစုံ စီးပွားရေးလုပ်ငန်းစု Prince Holding Group ရဲ့ဥက္ကဋ္ဌချန်စီပိုင်ဆိုင်တဲ့ဒေါ်လာ15ဘီလီယံတန်ဖိုးရှိ Bitcoin တွေကိုသိမ်းဆည်းလိုက်ပြီးဖြစ်ကြောင်းဒီကနေ့မှကြေညာလိုက်ပါတယ်။ဖြစ်ရင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားဖြစ်တဲ့အသက်38နှစ်အရွယ်ချန်စီဟာ Prince Group ကိုမျက်နှာဖုံးအဖြစ်အသုံးပြုပြီးလူကုန်ကူးမှုကနေရလာတဲ့အလုပ်သမားတွေကိုအတင်းအဓမ္မစီခိုင်းကာ Fit Bitcoin လို့ခေါ်တဲ့ cryptocurrency ယင်းနှိမ့်ညွှန်မှုငွေလေလုပ်ငန်းတွေကိုလွှတ်ဆောင်ခဲ့တယ်လို့အမေရိကန်တရားရေးဌာနကထုတ်ပြန်ပါတယ်။ဒီငွေလေလုပ်ငန်းတွေကလည်းအမေရိကန်ပြည်ထောင်စုပါဝင်ကမ္ဘာတဝန်းကတားကုန်တွေစီးကနေဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ရယူခဲ့တာဖြစ်ပါတယ်။တရားခဏ်ချန်စီကတော့လက်ရှိမှာထွက်ပြေးတင်းရှောင်နေစေဖြစ်ပါတယ်။ဆွေးချက်တွေအရ Prince Group ဟာအင်ဂျင်ဘီနဲ့ဗန်ဒါရိတ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဟန်ပြလုပ်ကံပြီးနောက်ကဘာတော့လူကုန်ကူးလာတဲ့လူသမားတွေကိုထောင်လိုအဆောက်အအုံကြီးတွေထဲမှာချုပ်နှောင်ပြီး အကြမ်းဖက်ချင်းချုပ်ကငွေလိမ်လုပ်ငန်းတွေကိုလွှတ်ဆောင်စီခဲ့တာဖြစ်ပါတဲ့ချန်စီယာဒီလုပ်ငန်းတွေကိုတရားစီမံခံခွဲခဲ့ပြီးနှိစက်ညှဉ်းပန်းမှုတွေမှာတော့ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်ဒီငွေလိမ်လုပ်ငန်းတွေကလည်းရလာတဲ့ Bitcoin တွေကိုတော့အစစ်မြစ်နှိပညာတွေအသုံးပြီးငွေခွာချခဲ့ပြီးဈေးကန်းနာယူတွေရွက်လီတွေကိုပိုင်ဂျက်လီယူတွေနဲ့နယူးယောက်မြို့ကနေလီလန်လေးဝယ်ယူခဲ့တဲ့ Picasso ပီကာတစ်ချက်လိုရှားပါးအမှုပညာပစ္စည်းတွေဝယ်ယူရမှာအသုံးပြုခဲ့ပါတယ်အမေရိကန်တရားရေးဌာနရဲ့ဒီအမှုနဲ့အတူ အမေရိကန်ဗန်နာယုတ်ဝန်ကြီးဌာနနဲ့ဗြိတိန်နိုင်ငံတို့ကလည်း Facebook ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီး Facebook အရေးယူမှုတွေပြုလုပ်လိုက်ပြီဖြစ်ပါတယ်။